ဟေယောလုံးပဲမင်္ဂလာပါဧပြီလ29ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်တူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းထိအပ်ပေးနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တတင်းလေးတွေစာကြရအောင်ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာစစ်ကောင်စီအထင်းချုံမှုမရှိတော့ဘဲ AA လက်အောက်ချသွားပြီးဖြစ်ရွေးဘင်္ဂလားဒေ့ရှ်က AA နဲ့မဆက်ဆံဘဲနေမရတော့အကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရ၏နိုင်ငံခြားရေးအကြံပေး MD တော်ဟစ်ဟိုစီယန်ကပြောဆိုထားပါတယ်။ April 19ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တွင်ပြောလောက်သောတရင်စာစင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။တရင်စုံပေးမှာချိန်ထားပါတယ်။အဲဒါပေးလည်းနေဆက်ဒေတာတွေကျွန်တော်တို့ထင်ချောက်နိုင်ရင်တော့ဒီစစ်ခွဲတွင်ဟန်စကားပြောရှာမလို့တော့ဘူး။ကောင်းလိုက်တဲ့တည်နောက်တည်။ထိုင်းနိုင်ငံစမှုစခုမဟာချိုင်တွင်မြန်မာများအထွတ်တီတံပလင်းထားသောအပန်းဖြေဖြူဖြေးနေရကို ထိုင်းအနာပိုင်မြကဝင်ရောက်ရှိနေခဲ့ပြီးတရားမဝင်လုပ်ငန်းဆောင်ရွက်မှုများနဲ့အတူလက်နက်မွေးစစ်ပြများပါဖမ်းဆီးရရှိကြောင်းထိုင်းသတင်းဌာနများကတရင်ပေါ်ပြထားပါတယ်အစူပါဖမ်းဆီးမှုမှာမြန်မာတို့၏တရင်ပေတိုင်ချက်ချက်ဖြစ်ပြီးမြန်မာများအနေဖြင့်ရင်းကဲတောက်ကွန်ပျူတာချက်ရှိပေအပန်းဖီဖြိုဖီရဲလုံငန်းများဖွင့်လှစ်လောက်ကန်ခွင့်မရှိကြောင်းသိရှိရပါတယ်အလွေနည်းနဲ့ပြောရမယ်ဆိုရင်တော့စားတောက်ဆိုင်အကုန်လုံးဆုံးတာပေါ့ဘာလို့ပေါ့ကွာ မွေးဆဲဝါတွေလည်းပါတယ်ဆိုတော့သူတို့အတွက်တော့မကောင်းဘူးကွာအဲလိုမျိုးလုပ်တာသူမြန်မာနိုင်ငံမှာတော့တတိထပ်ပြီးမှနေတယ်မွေးဆဲဝါတွေလက်နက်တွေပါတယ်ဆိုတော့တအားစုနေပြီနောက်တရင်အင်္ဂလိပ်နိုင်ငံများအနေဖြင့်အနာသင်းစစ်ကောင်စီ၏အတင်းအဓမ္မစစ်သားစုဆောင်မှုကြောင့်ထွက်ပြေးတင်ဆောင်လာသောလူငယ်များကိုလူသားချင်းစာနာသောမူဝါဒအားအခြေခံရွေးရှောင်ရှောင်မှုများလောက်ဆောင်ပေးရန်အထူးတလဲတိတ်တွင်ကြောင်းအမျိုးသားငွေရဲ့အစိုးရအန်ယူဂျီလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီလ28ရက်တွင်ကြေညာချက်ထုတ်ပြန်တောင်းဆိုထားကြောင်းသိရှိရပါသည်။လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏မြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းဆီခြင်း၏လက်တွေ့အခြေအနေများအစီရင်ခံစာတွင်အထက်ပါအတိုင်းတိတ်တွင်းထားခြင်းဖြစ်ပြီးနိုင်ငံတကာအနေဖြင့်စစ်ကောင်စီကိုအရေးယူပေးရန်တောင်းဆိုထားခြင်းဖြစ်ကြောင်းသိရှိရပါသည်။ကောင်းလိုက်တဲ့တင်းတော့တင်းအပလနစစီယန်နေတွေမကွေတိုင်းညံဦးမြုပ်နေစင်ကူးနေမြေရေးစခတ်မှာ စစ်ကြောင်းထူရန်ထွက်လာသောအကြမ်းဖက်စစ်ကောင်စီစစ်ခွေးများကိုဒေါ်လာရိတ်တပ်ဖွဲ့များကကြက်ဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေးဖက်မှ၄ကောင်တိစုံခဲ့ကြောင်းပကံဘူချူ PDF မှတာဝန်ရှိသူတအူးကပြောဆိုထားပါတယ်။ခေါင်းလိပ်တဲ့တတင်းနောက်တတင်းအေယဝတီတိုင်းလေးမျက်နှာမြုပ်နေကတိတ်ပွေးဖြစ်နေတဲ့ဒေတာတွေမှာစစ်ကောင်စီကအယက်သားတွေရဲ့လက်ကင်ဖုန်းတွေကိုတင်းယူထားပြီးအဆက်အသွယ်ဖြစ်တော့နေတယ်လို့ဒေတာကန်တွေစီကသိရှိရပါတယ်။ စစ်ကောင်စီတပ်ကဧပြီလ29ရက်ကစတင်ပြီးတိုက်ပွဲဖြစ်နေတဲ့လေမျက်နှာမြုပ်နယ်ပန်တိုချီချေရွာနဲ့ပတ်ဝန်းကျင်ချေရွာတွေကအယက်သားတွေရဲ့လက်ကင်ဖုံးတွေကိုလိတ်လံတင်းယူထားပြီးအဆက်အသွယ်ဖြတ်တောက်ထားတယ်လို့သိရှိရပါတယ်။စိတ်မကောင်းပါဘူး။နောက်တရင်ဝေယူသူမစီခေဒီရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်းစီချန်အမတ်ရှိ54ကိုရေထျော့ပြီးယနေ့ဧပြီလ29ရက်တွေ လေချင်းမြို့အဖြစ်လေလံတင်းယောင်ချခဲ့တော်လေ မောင်မင်းချောင်းတရားရုံးနဲ့နိစ္စတူတူကပြောဆိုထားပါတယ်။တကြက်နဲ့ရောင်းရင်လည်းအောင်မြင်မှာမဟုတ်ဘူး။ဘသူဝေရေးမှလည်းကခွေးမြုပ်တွေနောက်တရင်ရှမ်ပီနေမြို့ပိုင်းဒီဘိုမြို့နယ်နမချေရွာမှာရှမ်ပီတူတက်ရေးပါတီ SSPP နဲ့ကုကန်တမတော် MNDAA တို့အကြာနေမင်းအငင်းပွားမှုဖြစ်ပွားရာကနေပစ်ကတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ April 26ရက်မှာနမနဲ့ကုန်းပေါင်ချေရွာရှိ SSPP တက်တွေကိုအင်အားသုံးစေဝန်ကျင်ရှိတဲ့ကုကန်တက်ကတဆုပ်ပေးဖူလာရောက်ညှိနှိုင်းရာကနဲ့တဖက်တက်တွေထူချိတ်မှုဖြစ်ပွားခဲ့ပြီး SSPP တက်ဖက်ကတဆုပ်ပေးတယ်လို့သိရှိရပါတယ်။ဒီနေ့ April 19ရက်မနေ့စင်နာရီဝန်ကျင်မှာတော့နမကျေးရွာထဲဝင်လာတဲ့ကုကတ်တဖွဲ့တွေကို SSPP ဖက်ကပိကက်ခေရာကနဲ့နိုင်ရွက်ကြပိကက်မှုဖြစ်ပွားခဲ့တယ်လို့ဒီဖြစ်စဉ်ကိုတိစီထားတဲ့စစ်ရေးတရင်ရင်းမြစ်တအူကပြောဆိုထားပါတယ်။ ဘလို့ပြောရမှန်းတော့မသိဘူးနောက်တည်းအမေရိကန်အစိုးရကအတီပြုတ်ပြတ်ထန်ပြီးဖြစ်တဲ့မြန်မာဆိုင်ရာဥပဒေဘာမာအက်ကိုအစိုးတလင်အသက်သွင်းပြီးမြန်မာပြည်သူတွေကိုအကူအညီပေးနိုင်ဖို့အမေရိကန်လွှတ်တော်အမတ်တွေကတမဒဒေါ်နယ်ထမ်အစိုးရကိုတွန်းအားပေးနေတယ်လို့သိရှိရပါတယ် Burma Research Institute ကစီစဉ်တဲ့အမေရိကန်စီးနိုင်အမတ်တွေရဲ့ခရစ်ယာန်ဘာသာရဲ့ခေါင်းဆောင်တွေရဲ့မြန်မာအရေးအပေါ်အမင်တဘောထားပေါင်းဆက်စင်လင်းပွဲကို ဒေတာဆန်ဒိုချင်းအပရယ်နစစီယံမူလွေပန်ကအမေရိကန်လွှတ်တော်နိုင်ငံတကာရေးရာကော်မတီအစီအဝေးခတ်မှတ်မှာပြောလောက်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီကငလီလှုပ်ပြီးချိန်မှာတောင်လေကြောင်းတိုက်ခိတ်မှုတွေမရက်ပဲထူးဆစ်စီနေတာဘာသာရေးအဆောက်အဦတွေကိုပိမတ်ထားတိုက်ခိုက်တာစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်အမတ်တွေကသူတို့ရဲ့အစိုးရအပေါ်ဒုနာပေးဆောင်ရွက်နေတာတွေကိုစီလင်းပြောဆိုခဲ့ပါတယ်။ အခမ်းအနားကိုအမျိုးသားညီငွေရေးအစိုးရ NUG ယာယီတမတဒူဝလာစီလာအွန်လိုင်းကနေတဆင်ပါဝင် KP ပြည်ထောင်စုလွှတ်တော်ကူစားပြောကော်မတီ CRPA ဥက္ကဋ္ဌဦးအောင်ကြည်ငြိုကတော့လူကူတိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ကောင်းလိုက်တဲ့တဲ့တဲ့နော်တဲ့အပလနစစီယန်နေတွေမန္တလေးစီဆွေစာမဏီဆွေဆိုင်ကိုပြုတ်ချဝတ်ဆုံးဖြစ်လူနှိုးအပါဝင်ဓမြငါဥကဓမြဝင်ရောက်တိတ်သွားခဲ့ပြီး ဆွေ23ချက်တန်းနဲ့ iPhone တစ်လုံးပါတော့ကြောင်းသိစီရပါတယ်။စစ်ခွေးမဟုတ်ရင်ခွေးရဲမဟုတ်ရင်ခွေးပြုံတွေပဲဖြစ်မှာ။ iPhone ယူသွားတယ်ဆိုတော့ဘလောက်အကြတာလဲ။ location check လုပ်ရပြီလေ။အယူတွေငပြုံတွေဖြစ်နိုင်တယ်။ Apple လမ်းစကူရင်းနေရင်းနေပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအဆူရောမွန်းအောင်ပြောထားတဲ့စကားကိုချက်လောက်နဆင်ကြအောင်။အပြောင်းလဲတစ်ခုပေါ့ကျွန်တော်တို့တော်လန်ရေးတစ်ခုကိုဒီစေအာနာရှင်ဖျောက်ချရေးဆိုတာကျွန်တော်တို့ဟိုပါပဲတော်လန်ရေး တခုနေနဲ့ကျွန်တော်ကျွန်တော်အမြင်မှာတော့ဟွာပါဟိုနဲနဲ့ဒီနဲ့စစ်ဆက်ဆွေးနွေးပြီးသွားတာမျိုးမဟုတ်ဘူးဒီစစ်အာဏာရှင်ကမြေလံပြစ်ရမယ်ကျွန်တော်တို့အပြောင်းလဲအမြင့်ကမကြမ်းနှုတ်ပြစ်มาရမယ်သူတို့ကျွန်တော်တို့အပြောင်းလဲတခုဖြစ်နိုင်ဖို့အတွက်ဆိုရင် ဖြစ်ဖို့အတွက်ဆိုရင်ပေါ့ကျွန်တော်တို့ဒီလူတိုင်းပါပါရမယ်နိုင်ငံရေးသမားတွေကြီးပဲမဟုတ်ဘူးဒီလက်နက်ကင်ဒေါ်လာရေးစစ်တိုက်တွေဟောရမှာမဟုတ်လူမျိုးစုံပေါ့အင်းအဓိကအကြဆုံးကတော့ပြည်သူပြည်သူက ပြည်သူမထောက်ခံရင်တော့ကျွန်တော်တို့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတော့ပြည်သူပြည်သူကဒီတစ်ခေါက်ပါတယ်။နောက်ဒီပြန်နေထမှာပဲကျွန်တော်တို့အတွက်ကတော့ဒီတချင်းနေရအခုဒီငင်းငိုင်းတိုက်ပွဲဆိုတာကျွန်တော်60 90 91မှာကျွန်တော်တို့ထုတ်ခဲ့တဲ့ခွေဆိုတော့ကြာသွားပြီဒါပေမဲ့ဒီပြန်နေထမှာဒီနေ့ထိလဲတချို့တချင်းနေရအသက်ဝင်အကျုံးဝင်သေးတယ်ပေါ့ကျွန်တော်တို့ဒေါ်လာရေးတချင်းနေပဲဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ရဲ့ဒါကျွန်တော်ဒီမကောက်ဒီ တချင်းရေးတဲ့မှာကိုထူးရင်တဲ့ပေါ့ဒီကိုနေဝင်းတို့ပေါ့တချင်းရေးတဲ့လူတွေသူတို့ကသူတို့ရဲ့သူတို့ရဲ့ထက်သူတို့ရဲ့ဒီသူတို့ရေးထားတဲ့တချင်းတွေပေါ့လေအဲ့ဒီတချင်းတွေကျွန်တော်ဆိုတယ်ကျွန်တော်ကိုယ်နဲ့ရေးတဲ့တချင်းတချို့ရှိတယ်ဒါပေမဲ့မိတို့ဆိုစေကျွန်တော်နဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့ဂီတာမိတ်ဆွေတွေကျွန်တော်တို့ရဲ့ဖန်တီးမှုပါဒီမြမြော်ရေလှုပ်ရှားမှုတစ်ခုလုံးပေါ်ရဲ့တစိုက်တစ်ပိုင်းလေးဖြစ်နေတော့အုတ်တစ်ချက်မဖြစ်ရင်တော့တဲတဲ့ဝင့်ပေါ့ဗျတန်တာပေါ့အဲ့ဒီကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ပါဝင်မှုကျွန်တော်တို့ရဲ့အားထုတ်မှုပေါ့ အဲ့ဒီအနေနဲ့ကျွန်တော်ကဒီထောက်ရှားမှုတွေပါဝင်တာပါကျွန်တော်ကဒီဂီတနဲ့ဝင်တာပေါ့မှန်တယ်ဒါအမှန်တယ်အဲ့ဒါအမှန်ဆုံးပဲပီတူတွေလည်းမပါမရဘူးနံပါတ်1ကပီတူပဲပီတူတွေလည်းသတင်းတွေကြည့်တယ်သတင်းတွေဖတ်တယ်အဲ့ဒါလည်းပါဝင်မှုပဲအတူတူယုံကန်ပြီးမှစကွဲရကိုအကုန်ပြုတ်တာပေါ့ကွာကဲဒါဆိုရင်တော့ now video TNLA နဲ့စကားဆအခြေအနေကိုပြုတ်ပြသွားတဲ့ social democratic party ဂျိုကူကိုပြုတ်သွားတဲ့စကားချက်လောက်နဲ့စကြည့်အောင် ဒီ NNA နဲ့ဒီစစ်ကောင်စီနဲ့ကြားရဲမှာစကားပြောဖို့အခြေအနေကအာတရုတ်ကတော့ဒါတခြားတဖျားပြတာပဲလေဒါအရင်ကတည်းကပဲဆိုလိုတာကသူကအာ TNNA ဆိုလို့ရှိရင် NAMSAN နဲ့ Mantou နှစ်မြို့နယ်တည်းအဲတောင်ပလောင်ဒေသလို့တတ်မှတ်တယ်ကျန်တဲ့မြို့တွေအကုန်လုံးသူတို့ပြန်ပေးပါဆိုပြီးတော့တောင်ဆိုတာမျိုးရှိရလို့ကျွန်တော်တို့ကြားတယ်ဒီလိုကိစ္စမျိုးဆို TNNA ဘက်ကလက်ခံမှာမဟုတ်ဘူးအဲ့လိုတရုတ်ကပဲကြားဝင်ကြားဝင်ဘယ်သူကပဲကြားဝင်ကြားဝင်ဒီဆွနူးဘွဲမှာစစ်ကောင်စီကအတင်းအကျပ်ဒီလိုမျိုးတွေပြန်တောင်းနေတယ် ဒီဟာကိုပဲအဓိကကင်ထားပြီးတော့ဆွနွေးနေမှာဆိုရင်တော့ဘယ်တော့မှဒါအဖြေရှာလို့ရတဲ့ဆွနွေးပွဲမျိုးဖြစ်လာမှာမဟုတ်ဘူး။အောင်မြင်တဲ့ဆွနွေးပွဲမျိုးဖြစ်လာမှာမဟုတ်ဘူးလို့မြင်နေကြ။ပြောလို့မရသေးဘူးဒါကတော့ကျွန်တော်အမြင်ပေါ့တော့။ထင်းနေလေဒါတော့ကျွန်တော် I don't trust them. ကေဒါဆွင်တော့ no video. ဂျပန်ဘုံဘုံပြောသွားတဲ့စကားကိုချက်လို့နဆင်ချီအောင်။ညာအကြောင်းကိုအညာအကြောင်းတုတ်ပြောမယ်။ပါเจ้ามาเจ้าบาเจ้าญาเจ้าတွေထက်ပြတ်တာလေအเจ้าကို ုပ်ပြောမယ်ထောင်ရိပ်ဆိုင်းဆိုင်းတွေထက်ထောင်ဖိတ်ကတိုင်းတိုင်းအတန်တွေအကြောင်းကျုပ်ပြောမယ်ခင်ဗျားတို့ရုပ်ရှင်ယုံမှာလူပြည့်တယ်ပြောတဲ့နေ့ကအညာမှာပုံမှန်ထက်လူပို့သေးတယ်ခေါင်းပြက်နေတဲ့ပုံတွေကိုကြည့်ပြီးခင်ဗျားတို့ မကြောက်ကြဘူးတရေကားကြည့်ပြီးကြောက်ကြောက်နေကြတယ်မဟုတ်လားမှန်တယ်ဟိုးအညာကမီးလောင်တာကချယ်ရီတင်းတဲ့ချင်းတွေက စာသားလောက် အများတို့စိတ်မှာမရှိကြဘူးဟုတ်တယ်မှန်တယ်အညာကကျုပ်တို့အဖေမေတွေကျုပ်တို့ညီအကိုမောင်နှမတွေကျုပ်တို့ကလေးတွေတနေ့တနေ့ပေနေလိုက်တာများအထက်မြန်မာပြည်ဈေးကွက်မှာလူအသက်ဟာဈေးအပေါ်ဆုံးနဲ့အနာဂတ်အကြောင်းကဘာပတ်မယ်အကြောင်းမပြောချင်ဘူးကျုပ်အညာအကြောင်းပဲကျုပ်ပြောမယ်อืม ဘာမှမကူပဲအညာကပူရဲလို့ဖင်ထထမရကြတယ်ထန့်နေကဘူးရင်ပတ်တဲကစိတ်အောက်ကမြေငွေ့တွေကတပူပူအညာကလူတွေကမှလူပိသားတွေလူမလူအစ်စ်တွေဗျညာသရိုးသမီးလေးတွေအစော်ကားခံရတဲ့အကြောင်းမြမအမျိုးသမီးလေးတွေ မတော်မတရားခံရတဲ့အကြောင်းထပ်ရုတ်တံဇလန်းတွေရေကမင်းသမီးအကြောင်းကို ပို့ပြီးညှင်းခုန်တတ်ကြတယ်။အညာမှာတော့ရွာလုံးကျွတ်မီးတွေလောင်တယ်။ခမားတို့စီမှာတော့ကောက်ရိုးမီးတွေပဲထထလောင်တယ်။ရွှေဘူပေါ်စမ်းမွေးစားတဲ့ပါဇက်တွေကအညာကလွားတွေညာကစပါးတွေမီးရှို့ခံရတာပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ အတန်တိတ်နေလေရဲ့ဟွန်းဒီမလာလို့ခမရတို့ပူတဲ့အကြောင်းတွေကြားရတယ်အညာရေပူပူအောက်ကထမ်းရွက်တဲလီထဲမှာဘယ်သူတွေဘလောက်ပူမလဲခမရတို့မသိကြဘူးမီရှိုလူသက်မရင်းချင်းခံရတဲ့အကြောင်းစာနာတဲ့အကြောင်းပြောရမှာမဟုတ်တော့ဘူးအညာကပူတယ်ဆိုအညာကိုကူဘာကိုကြောက်နေတာလဲအညာကိုထောက်ဆန်းမှာ မြာကဘာကိုဟန်မပြနဲ့အညာလိုလန့်ချစမ်းပါအညာလိုခန့်ချစမ်းပါအညာလိုပြန်ထစမ်းပါပါเจ้าမာเจ้าပါเจ้าညာเจ้าတွေထက်ဟောရီဒေါ်လာကြီးမှာအညာဟာဘယ်တုန်းကမှအညာရဲ့အเจ้าအညာကအညာခံနေရတဲ့အเจ้าကျောင်းထိတ်ကတိုင်းတိုင်းနဲ့ထနောင်းကြီးဆိုင်ဆိုင်မှာနောင်အတိတ်ကနေကလေးအထိတ် ညာတမိုင်းမရိုင်းကြောင်းကြုတ်ပြောမယ်ခင်ဗျာဆရာတင့်တူဖြစ်ပါတယ်ဒါတိမိပါတယ်ကြည်လာဆိုရင်တော့ note video ဘင်္ဂလားဒေ့ရှ်နဲ့တရုတ်ပါတီတို့ကရခိုင်ပြည်နယ်ကိုဖိတ်ယူမဲ့အကြောင်းတစ်ချက်လောက်မကြောင်မင်းပါပြောရတယ်နားစင်ကြည့်အောင်တချို့ကပြောမယ်ဒါကစကားဖြစ်နေပြောတာပဲသူတို့ဘင်္ဂလားဒေ့ရှ်ကစဉ်းစားချက်ထဲမှာဒါထက်စဉ်းစားတာပဲစကားဖြစ်နေပြောမှာပဲလို့ပြောလိမ့်မယ်မှန်ပါတယ်ကျွန်တော်တို့မြန်မာတွေကလည်းစကားအဖြစ်နဲ့ခုချိန်မှာစူးစူးကြစ်ကြစ်လေးလေးနဲ့ပြောဖို့လိုတဲ့စကားတခုရှိလာတယ် ငါတို့တစ်ချိန်တုန်းကဘင်္ဂလားစစ်တကောင်းနေမြေငါတို့ပိုင်နေနေမြေငါတို့ပြန်သိမ်းရမယ်အဲ့လိုစိတ်မျိုးကျွန်တော်ရှိရငါတို့ပြန်သိမ်းမယ်တစ်ချိန်မှာအဲ့စစ်တကောင်းနေမြေငါတို့ပြန်သိမ်းမယ်ကင်ရမယ်အဲ့လိုပြောရမယ်အဲ့စကားပြောရမယ်ညံပါကချက်အဲ့လိုပြောရမှဖြစ်နေပြီအခုတို့ကကျွန်တော်တို့အချိန်မြေကျူးကျော်ဖို့စူးစမ်းနေတယ်ခုဘင်္ဂလားတွေကကျူးကျော်ဖို့စူးစမ်းတယ်တရုတ်ကလည်းမကျူးကျော်ဘူးလို့မထင်နဲ့အိန္ဒိယကလည်းကျွန်တော်တို့မျက်စောင်းမထုတ်ဘူးလို့မထင်နဲ့သူကလည်းအခွင့်အရေးဝင်ပါပဲအကုန်လုံးကခင်ဗျားထိုင်းရလည်းရရင်ဝင်ပါပဲထိုင်းရလည်းဘာလို့လူချင်းမလဲခင်ဗျားစဉ်းစားကြည့်ကျွန်တော်တို့တနက်သားကြီးတိုင်းဒေသကြီးတစ်ခုလုံးထိုင်းရမှကျင်ရရင်မှမှာပဲဒီအောင်ရလေရရင်မှမှာပဲ နော်ရှင်းရှင်းလေးဒါဘယ်ကောင်မစိုးလုံးပါဟိုကျွန်တော်တို့တို့ကဘင်္ဂလားဒေ့ရှ်အန်ဒီလည်းကြောက်ရတယ်တရုတ်အန်ဒီလည်းကြောက်ရတယ်ထိုင်းကိုလည်း 3G ထားနေရတယ်အိန္ဒိယကိုလည်းစောင့်ကြည့်နေရတယ်လေးနိုင်ငံလုံးကျွန်တော်တို့တိထားနေရတယ်အကုန်ကြောက်နေရတယ်ကျွန်တော်နိုင်ငံသားတွေဘာဖြစ်လို့ဒီလိုဖြစ်နေရလဲအခုကျွန်တော်တို့စိုးရိမ်နေရတယ်ကျွန်တော်တို့ဆိုဒီမှာရင်းနေမကောက်စိုးရိမ်နေရတယ်တရားလက်လွတ်တွေတန်တမာကျင့်ဝတ်တွေကြော်တယ်နိုင်ငံတနိုင်ငံတနိုင်ငံတွေထားတဲ့စီးမင်းစည်းကမ်းတွေကြော်ပြီးတော့ဗဇက်ကနေပေါက်လော့ပဲစားတွေပြောနေတာကိုမြန်မာအစိုးရအာဏာပိုင်တွေကဘာမှမပြောနိုင်ဘူးနိုင်ငံရေးဝန်ကြီးဌာနတုံ့ပြန်တာလည်းမတွေ့ရဘူး တုံ့ပြန်ထားကြောင်းလည်းမထုတ်ပြန်နိုင်ဘူးကျွန်တော်စဉ်းစားလို့မရတာကမြန်မာနိုင်ငံကနိုင်ငံခြားရေးဝန်ကြီးဌာနကဘာအတွက်ဖွဲ့စည်းထားတာလဲအဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဘာအတွက်ဖွဲ့စည်းထားတာလဲအလကားနိုင်ငံတော်ကကျွန်တော်တို့နိုင်ကျွန်တော်တို့နိုင်ငံသားတွေရဲ့နိုင်ငံပိုင်ငွေတွေကိုပတ်စံပုံပေးပြီးတော့အဲ့ဒီကောင်တွေဘာလို့ပို့ထားတာလဲကျွန်တော်ကဘာလို့ပို့ထားတာအဲ့နိုင်ငံခြားရေးဝန်ကြီးနဲ့အဲ့ဒီညုံမှုညုံချုပ်တွေအကုန်လုံးအဲ့ဒီရရှိတဲ့အကုန်လုံးကျွန်တော်ဘာအတွက်ထားတာလဲအဲ့ဝန်ကြီးဌာနအကုန်လုံးတို့တိုင်းပြည်အတွက်ကနှုတ်နယ်တော်ဒက်ဖန်မလုပ်ပေးဘူးဆိုရင်ခင်ဗျားတို့နှုတ်နယ်တော်ဒက်ဖန်လုပ်ပေးဖို့ဆန္ဒမရှိဘူးဆိုရင်နင်လားငါချာချာဆိုခေါင်းအရင်ပြေးကြမယ်ကောင်းပြီလားစဉ်းစားစမ်း ကျွန်တော်ရှက်တတ်ကြဖို့ပြောတာအဲ့နိုင်ငံတိုင်းဥစ္စာဖော်လို့ပြောတာရှက်တတ်ကြဖို့ပြောတာနှုတ်နေတော့ခင်ဗျားတို့ကကောင်တာမလုပ်နိုင်ဘူးဆိုရင်ခင်ဗျဘာနဲ့လုပ်ကြမလဲတကယ်တော့နေလန်းကလာချရဆိုခင်ဗျားပြေးပါလားနည်းနည်းလို့တော့ခင်ဗျားတို့ရဲ့တိုင်းပြည်ချစ်စိတ်လေးကရှက်ဖို့တော့ကောင်းနေပြီနည်းနည်းတော့ရှက်ရှက်တတ်တဲ့စိတ်လေးရှိတတ်ဖို့လိုတယ်ရှက်တတ်တဲ့စိတ်ရှိဖို့လိုတယ်ခင်ဗျားတို့ကဖြတ်ကြောလေးတွေပြတ်နေကြလားကျွန်တော်မသိဘူးအဲ့နိုင်ငံတိုင်းဥစ္စာတဖွဲ့လို့အဲ့နိုင်ငံနာဆာကနိုင်ငံတော်အကြီးကြီးတွေခင်ဗျားတို့မှာရှက်တတ်တဲ့စိတ်ကိုရှိကြရလားဒီလောက်ဒီလောက်တို့နင်းကန်ပြီးတော့ကြီးတဲ့တဲ့တွေပြောနေတယ်ကို့နှမလေးကိုကို့အိမ်ရကို့အမေအဖေနှမတွေကိုကြီးတဲ့တဲ့ပြောလာနေတယ် ဒါတွေကိုကျွန်တော်တို့ကငြင်းခံနေကြတယ်။ဘာကွဲဦးရခိုင်ပြည်နယ်မို့လို့ဖြစ်ထားလိုက်ရတယ်ထားလိုက်အေးအေးနဲ့ရှင်းမသိဘူး။ခင်ဗျအေးအေးနဲ့ရှင်းတာကပထမကိုနောက်ဆုံးရှင်းရမှာကျွန်တော်တို့နိုင်ငံတော်ကပဲရှင်းရမှာ။နောက်သက်အကြီးကြီးတွေလည်းဘာမှမပြောဘူး။ဆိုခင်ဗျတို့စဉ်းစားနေကြတာဘာလို့စဉ်းစားရလဲကျွန်တော်မသိဘူး။နော်အဲ့တော့ကျွန်တော်တို့ကဒီမှာစကားလေးနဲ့တင်းစီပြောတော့ကျွန်တော်မကြိုက်ဘူး။လက်မခံတာဒါလက်ခံမယ်ကိစ္စမဟုတ်ဘူး။အဲ့တော့တချို့ကပြောမယ်။အာနာဆာကတချို့ပြောမယ်။စကားလေးပြောတာပေါ့ကွာ။သူကနှုတ်ထဲပြောချင်တာပြောတာပဲ။စကားဝိုင်းထဲမှာပြောချင်တာပြောတာပဲ။စကားဝိုင်းမှာပြောချင်တာပြောတာအဆင်မဟုတ်တော့ဘူး။ မီဒီယာကနေပေါ်တင်းကြီးတွေပေါ်တင်းကြီးရေးလာတာပေါ်တင်းတွေမီဒီယာကနေပေါ်တင်းကြီးရေးလာတာပေါ်တင်းကြီးရေးလာတာအဲ့ဒါကိုသိဖို့လိုတယ်မီဒီယာမှာပေါ်တင်းကြီးလဲဆိုတော့ record လုပ်နေတာမှတ်တမ်းလုပ်နေတာနှစ်20 30နှစ်50လောက် ကြာရင်တစ်ချိန်တုန်းကဒါကြီးဖြစ်ခဲ့ဘူးဒါကြီးပြောခဲ့ဘူးဒါကြီးရှိခဲ့ဘူးလို့ဆိုတော့ document တွေဖြစ်ကုန်တာထောက်ထားတွေဖြစ်ကုန်တာ evidence တွေဖြစ်ကုန်တာမမေ့ကြနဲ့တခါလေးကြရအဲ့ဒါတော့လိုတယ်အဲ့ဒါတော့နိုင်ငံတော်ကြီးခဲ့နေတယ်လေရှက်ကြောလေးတွေဟိုရှက်ကြောလေးတွေပြတ်နေတယ်ပြန်ဆက်ကြဖို့လို့မီဒီယာမှာသူရေးနေပြီလို့ရှိရင်ဖြစ်ရှင်းနဲ့ပေးသားမှာလောက်ရမှာဒါပေမဲ့ကျွန်တော်အချိန်ချင်းပြောတယ်ဘယ်ကိစ္စမှမဆိုကျွန်တော်ပြောတယ်နိုင်ငံတိုင်းဝန်ကြီးနေတာဗဇက်ပိတ် အဲ့ဝင်ကြီးရအစဗသက်ပိတ်နေဒီလူတွေဘာအတွက်များဒီတိုင်းပြည်တာဝန်ဝင်ကြီးဆိုတဲ့တာဝန်ညှို့မှုညှို့ချုပ်တာဝန်ထမ်းဆောင်နေကြတယ်ကျွန်တော်မသိဘူးခုခုဒီလူဘာတို့ထမ်းဆောင်နေကြတာခုခုဒီလူဘာအတွက်များနိုင်ငံလားတာတွေကိုလိန်ယူနေကြတာဒီလိုကျွန်တော်မေးချင်တော့တယ်တကယ်ပါကျွန်တော်တော့ဟိုပွင့်လင်းပြောရအောင်ကျွန်တော်တို့ဒီလူတွေရဲ့စိတ်နေစိတ်ထားတွေကိုကျွန်တော်အံ့အားသိနေတယ်တော်တော်အံ့အားသိနေတယ်เนาะဒါတချို့နိုင်ငံအကြီးကြီးတွေနာဆာကဥက္ကဋ္ဌအပါဝင်ကြီးကြီးတွေစိတ်နေစိတ်ထားလို့ကျွန်တော်တခါတခါအံ့အားသိနေတယ်နောက်တစ်ခုကတရုတ်ဘင်္ဂလားဒေ့ရှ်ကပါတီကတရုတ်ကွန်မြူနတီပါတီကလူဒီလိုစကားပြောတာကိုတရုတ်ကလူတွေကဘာမှမပြောဘူး ဘသူလဲအလိုလိုလိုပါလားသူလဲအလိုလိုလိုပါလားအပေါ်မှာလဲယာရုကြီးကြီးချမ်းမှာယာရုလူနေတယ်အကုန်လူတယ်ခင်ဗျာရိုးရိုးလေးပြောမယ်တိုင်းမျိုးဖြစ်နေတာဟိုဝင်းကြီးဝင်းကြီးချင်းလဲမင်းကဘာလဲငါကဘာလဲနော်ဘိုးချုပ်ဘိုးချုပ်ချင်းလဲမင်းကဘာလဲငါကဘာလဲနော်ပါတီချင်းလဲမင်းကဘာလဲငါကဘာလဲအချင်းချင်းပတ်ပြီးတော့အိတ်ချက်ချင်းအိုးမဲတော့ပြီးတော့အချင်းချင်းပတ်ပြီးရန်ဖြစ်နေတာကိုကြိုက်တာသဘောကျတာဟာကိုယ့်အိမ်ကြီးနိုင်ငံကြီးကိုယ့်ကိုကြားချောင်းကားချောင်းချောင်းနေတာကျွန်တော်မသိဘူးအဲ့ဒါကိုစီးလူကြီးရောကောင်းမှကျွန်တော်တို့မသိကြဘူးအဲ့တော့ကျွန်တော်တို့တွေဘာဖြစ်မလဲတချင်းကြိုက်သူများဂျုံဖြစ်မယ် ဒီတိုင်းသွားရင်ခင်ဗျားတို့ကျွန်တော်ကျွန်ဆက်ကျွန်ဆက်ကိုတွင်းနေတာကိုကိုကိုကျွန်ဆက်ကိုပြန်တွင်းနေတာကိုကိုကိုကျွန်ဖြစ်ချင်လို့ကိုယ်ဇာလန်ကိုရေးနေကြတာခင်ဗျားတို့ကျွန်တော်အလုံးအဲ့လိုဖြစ်နေတယ်ကျွန်တော်အလုံးကကျွန်ဆက်အသွင်းခံနေရပြီမမေ့ကြနဲ့နိုင်ငံတကာအသိုင်းအဝိုင်းမှာဂျားထဲမှာကျွန်တော်အလုံးကျွန်ဆက်အသွင်းခံနေရပြီကျွန်တော်အလုံးကတဖြည်းဖြည်းနဲ့ကျွန်ဖြစ်မှမသိဖြစ်လာတော့မယ်တဖြည်းဖြည်းနဲ့အဲ့ဒီတိုင်းသွားတယ်ကျွန်ပြရမှာကမင်းတို့တွေစစ်ခွေထုတ်ကန်တဲ့ပြည်သူတွေလော်ဘီတွေစစ်ခွေတွေကျွန်ပြနေရတာအေးအေးကဖြစ်စင်းလိုက်မယ်မင်းကအချောင်ရှာလည်းမလို့တော့ဘူးနားရလား တခြားနိုင်ငံတွေကကျွန်တော်တို့နေမီတွေကိုဘာဖြစ်လို့ကျိုးကျော်နိုင်တာလဲတည်လားမင်းတို့ခန္ဓာလူတတမဝရံပီခွေခေါင်းဆောင်ငဒူးထိုင်အတုံးမကြလုံးမင်းတို့ပဲကျုံဖြစ်မှာကျွန်တော်တို့ကျုံမဖြစ်ဘူးအဲ့ဒါမှတ်ထားโอเคပါတို့မြင်ချင်းတော်ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time